န်စတော့ရှယ်ယာဈေးကွက်တန်မှုဒေါ်လာလေး trillion အထိဆုံးရှုံးမှုဖြစ်ပုံအမေရိကန်တမရာထရိုင်အခွန်စည်းချက်မှုတွေကြောင့်အမေရိကန်စတော့ရှယ်ယာတန်မှုတွေအမေရိကန်ဒေါ်လာ9 trillion အထိဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်အမေရိကန်တမရာဒေါ်နယ်ထရန့်အခွန်သုံးပြေကောက်ခံမှုတွေကြောင့်ရင်းမြင့်မြောက်နှံသူအများပြားကိုတုံ့လှုပ်စေခဲ့ပြီးကမ္ဘာစီးပွားရေးကိုလည်းတုံ့လှုပ်စေခဲ့တာပါ ထရန်မူဝါဒအသည့်အသားစီကြောင့်စီးပွားရေးလုပ်ငန်းတွေစားသုံးသူတွေနဲ့ရင်းနှီးမြှောက်နှံသူများအတွက်မတိချာမရေရာမှုများစွာဖြစ်ပေါ်စေခဲ့တာပါအထူးသဖြင့်ကနေဒါမဂ္ဂဇီကိုနဲ့တရုတ်နိုင်ငံတို့ကဲ့သို့အ திக ကုံတွေဘက်တွေအပေါ်အပြန်အလှန်အခွန်ကောက်ခံမှုတွေကြောင့်စီးပွားရေးအကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်ခဲ့တာပါဒါကြောင့်လည်းကမ္ဘာစီးပွားကိုများစွာလှုပ်ခတ်ခဲ့ပြီးအမေရိကန်စတော့ရှယ်ယာဈေးကွက်တစ်ခုလုံးထိခိုက်ခဲ့တာဖြစ်ပါတယ် အမေရိကန်အခြေစားအကြီးတန်းရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာပညာရှင်တို့ဥပြောကြားချက်အရအမေရိကန်သမ္မတထရိုင်ကြီးမားတဲ့အပြောင်းလဲတွေကြောင့်စတော့ဈေးကွက်ကိုထိထိရရအတရမှုတွေဖြစ်ပေါ်ခဲ့ပြီးဈေးကွက်အပြောင်းလဲများစွာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်အခုနှစ်အတွင်း S&P 500အညွန်ကိန်းကလည်းနှစ်သတ္တမ9ရက်ခိုင်နှုန်းဝန်းကျင်ကျဆင်းခဲ့ပြီးအယောင်းဝယ်ဈေးနှုန်းတွေကလည်းကျဆင်းခဲ့တယ်လို့ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။